အော်စတင်ရဝန်းကတန်းတရာဂျော်ဒန်ကျယ်ဝင့်ကစားမှ၅ဦးကဲတော့အလုံးဝဲမင်္ဂလာပါခင်ဗျာ 3K Corners ကနေအော်စတင်ပြိတ္တာတွေအားလုံးကိုကြိုးစိုးပါတယ်အော်စတင်ကချန်ပီယံလိအောင်မဲ့ယူမဲဟန်ပြင်နေတယ်ဒီလိုအချိန်မှာအော်စတင်ကစားမတွေရဲ့တန်ဖိုးကလည်းမြင့်တက်လို့လာပါတယ်ရေမြင့်လို့ကြာတိတ်နေဆွဲစကားအတိုင်းပါပဲအော်စတင်ကစားမတွေထဲမှာတန်းတရာဂျော်ဒန်ကျယ်ပွင့်နေပုံများလာပါပြီအာဆန်အသင်းကတန်းတရာဂျော်ဒန်ကစားမ၅ဦးကိုဖော်ပြလိုက်ပါတယ်မာတီနယ်လီယူရို၁၀၀တန်း ာရီတာဖန်ဆင်းနေတဲ့အာစနယ်ခေတ်သစ်မှာမာတီနယ်လီကသူရဲကောင်းပါမာတီနယ်လီရဲ့တန်ဖိုးကမရှိမဖြစ်ပါပြီးခဲ့တဲ့ရာသီမှာဒယာပြဿနာကြောင့်မာတီနယ်လီရဲ့စွမ်းရည်မတည်ငြိမ်ခဲ့ဘူးဒါပေမဲ့လက်ရှိရာသီမှာမာတီနယ်လီကအာစနယ်တိုက်ရှိရဲ့အဓိကအသက်သွေးကြောဖြစ်အသုံးတော်ခံနေပါတယ်ရီယန်ရဲ့ချန်ပီယံလိကွာတာဖိုင်နယ်ဒုတိယကြောမှာဂိုးသွင်းနိုင်ခဲ့တာဟာမာတီနယ်လီအတွက်အမှတ်ရစရာအကောင်းဆုံးဖြစ်မှာပါပြီးတော့ရီယယ်တိုက်စစ်ကစားမအန်ဒရစ်ရဲ့ပေါင်ကြားတွေကနေဘောလုံးထုတ်ပြီးတော့စကေးပြခဲ့လို့လဲမာတီနယ်လီကြီးကျူးခံနေရတယ်။မာတီနယ်လီမှာတော်ကောင်းတဲ့စွမ်းရည်တချို့ရှိပါတယ် ဘရာဇီးသားဖြစ်ပေမဲ့သူမှအလှပကစားအမျိုးမရှိဘူး။ဒါမဲ့သူကအတော်အမြန်လေးပြီးတော့သူ့ကစားအင်ကထိရောက်တယ်။တပတ်နောက်တန်းကိုတစ်ချိန်လုံးဖိအားပေးထားနိုင်တယ်။သူ့မြန်နှုံးကြောင့်ခန်းစစ်ကူညီနိုင်လို့ hydration rate လည်းကောင်းတယ်။အထူးသဖြင့်လှုပ်အားနှုံးမယ်။သူ့လှုပ်အားနှုံးကအတော်ကြောက်ဖို့ကောင်းလောက်မြင်ပါတယ်။သူ့ရဲ့တန်ဖိုးကယူရို100တန်းအ ਨੇ ဆုံးရှိနေပါပြီ။ဇလီဘာယူရို100တန်းလက်ရှိချိန်မှာဇလီဘာကပရီးမီးယားလိအကောင်းဆုံးဘိုခန်းစစ်ကစားမဆိုတာတေးကြပါလိ။ဥရောပတဝန်းမှာလည်း သူထပ်ပိုကောင်းတဲ့သူများများဆဆမရှိပါဘူး။ပြီးခဲ့တဲ့ရာသီကနေလက်ရှိရာသီထိအာဆယ်ခံစစ်မှာပရီးမီးယားလိမာသာမကဘဲချန်ပီယံလိမာပါအလုံးချုံဆုံးဖြစ်နေတာဇလီဘာရဲ့စွမ်းရည်ကြောင့်ပါပဲ။ဇလီဘာကိုရီယယ်ပါဝင်ဥရောပထိပ်တန်းအသင်းတွေကအလိုရှိနေပေမဲ့ဇလီဘာကအာစနယ်မှာပဲသူ့အနာဂတ်ဆက်လက်တည်ထောင်ကျင်းနေပါလိမ့်။နောက်2023ရာသီပရီးမီးယားလိအဖွင့်ပွဲမှာအာဆယ်တွက်ဇလီဘာပထမဆုံးပွဲထွက်ခဲ့တာပါ။အဲဒီအချိန်ကစတင်ပြီးတော့ဇလီဘာကအာစတန်ခံစစ်ရဲ့အသေးနှလုံးဖြစ်ခဲ့တယ်။ဇလီဘာအကြမ်းခံမှုကလည်းရှာမှာရှာပြီ။ ်ပြီးကြတဲ့ရာသီပရီးမီးယားလိမှာအာစနယ်အတွက်ပွဲတိုင်းပွဲချိန်ပြည့်ကစားခဲ့တယ်။အာစနယ်အတွက်ဆိုမမုန်းနိုင်မပန်းနိုင်ပေးဆက်မဲ့ဇလီဘာရဲ့တန်ဖိုးကယူရို100တန်းအထိရှိနေပါပြီ။ဒက်ဂလန်ရိုက်ယူရို100တန်းအာစနယ်ကွင်းလေမာဂိုမြင့်တွေဘေးဦးတာမကဘဲတိုင်းစစ်ကိုပါလိုက်ပါကူညီပေးနိုင်ဆိုတာမြင်ပါတယ်ကစားမှာပါ။အာစနယ်အတွက်နှစ်ယောက်မရှိနိုင်တဲ့ကစားမှာဒက်ဂလန်ရိုက်ပါပဲ။ Real and Champions League Quarter Final နှစ်ကြော်စလုံးအစွမ်းပြပြီးနောက် Declan Rice ရဲ့တန်ဖိုးက Euro 108တန်းတိရှိနေပါတယ်။2022ခုနှစ် August လကစတင်ပြီးတော့ ဒက်ကလန်ရိုက်စ်ထပ်ပွဲချိန်ပိုကစားထားတာလစ်ပါအုပ်နောက်ခံလူဗန်ဒိုက်တယောက်ပဲရှိပါတယ်။အာဆင်ကစားမပွားမှာဒက်ကလန်ရိုက်စ်ကဒဏ်ရာကြောင့်ပွဲတင်တဲ့ပွဲသာလွဲချော်မှုပါတယ်။ဒက်ကလန်ရိုက်စ်ရဲ့စဉ်စားမပြတ်တန်ပါမှုနဲ့စွဲစုံအသုံးခံနိုင်မှုဟာအာဆင်စူပါပါဝါဖြစ်နေတယ်။ဂိုင်ဖက်စ်ယူရိုတန်130အာဆင်နယ်အတွက်ဆိုရင်စေစားကြအကောင်းဆုံးအယုတ်ထင်ပြတဲ့ Harvest ပါပဲ။အာဆင်ကစားမပွားမှာ Harvest က CMF, EMF, Winger Force 9စတဲ့နေရာဒီမှာလှည့်ပတ်ကစားခဲ့ရတယ်။တိုင်းစစ်မှုစစ်စစ်မှရှိတဲ့ Arsenal အတွက် Harvest က အဆုံးသတ်သမားကောင်းဖြစ်ရှင်သန်ခဲ့ပါတယ်။ Harvest ကိုခွဲခြမ်းစိတ်ဖြားတဲ့အခါ powerful, intelligent, စွမ်းရင်ထက်မြတ်ပြီးအုံနောက်သုံးကစားနိုင်သူဆိုပြီးတော့တွေးရလိမ့်မယ်။ Harvest ကအရင်တုန်းကပိန်ပပနဲ့ရိမ့်ွယ်ကစားတဲ့ပါရမီရှင်။ Harvest ကအခု warrior ပူဆန်လာပြီ။ရုပ်ပိုင်းဆိုင်ပို့ပြီးတန်မာလာပြီ။မော်ဆန်နဲ့ပါရမီရှင်အချမ်းပိုခံလာတဲ့အခါရက်တန်ဖို့ခတ်သွားတယ်။ဒဏ်ရာပြဿနာတွေကိုရှောင်ထွေးနိုင် Harvest ကပို့ပြီးထင်ရှားလာမှာပါ။ဘူကောက်ဆာကာယူရို158တန်းဆာကာတန်မိုးကယူရို158တန်းတိရှိလာတာပါ ာဆယ်ဘရတ်တို့စကားတန်မိုးဖျက်မရနိုင်တဲ့ပါရမီရှင်ပါပဲလက်ရှိရာဒီမှာအာဆနယ်သာချန်ပီယံလိဖလားရရင်စကားရဲ့တန်မိုးကပိုထပ်ပြီးတော့မြင့်တက်လာနိုင်ပြီးနေမားပြောင်းရွှေ့ခြင်းစံချိန်တန်းနေရာကိုကြော်ဖြတ်သွားနိုင်ပါလိမ့်စကားကိုဘောလုံးကြီးကကျွမ်းကျင်သူတွေကဘောလုံးတရရမယ်သူဖြစ်လေခံမှန်းထားတာပါစကားတန်ဟာပြန်လဲတက်တာလာပြီးတဲ့ကစားချိန်မှာအာဆယ်ရလက်တွေပိုကောင်းလာပြီးတော့ချန်ပီယံလိဖလားမျောလင့်နိုင်တဲ့အထိဖြစ်လာပါလိမ့်စကားကစားမဘွားအစမှာဂရေကတအူးချင်းကြော်ဖြတ်မှုတွေထပ်မြက်ခဲ့တယ်အတွေ့အကြုံနဲ့ပေါင်းစားလိုက်တဲ့အခါပိုပြီးထိန်းရခတ်လာတယ် ဇာကာကိုတားဆီးနိုင်အောင်ပြန်ဘက်ခန်းစစ်ကစားမတွေကဇုံလိုက်ပိတ်ဆို့တယ်။ခန်းစစ်နှစ်ထပ်ကာပြီးပိတ်ဆို့တယ်။ဇာကာရဲ့ဘောလုံးတည်ယူနိုင်စွမ်းကလည်းပရီးမီးယားလိမှာထိတ်တန့်အဆင့်ပါ။ကမ္ဘာစစ်အရေးသွေးလဲဇာကာပြတာနေပါပြီ။အဓိကဆူဖလာအောင်ပွဲတွေရဖို့ပါပဲ။ပရီးမီးယားလိချန်ပီယံလိလို့လို့အောင်ပွဲတွေရရင်ဇာကာရဲ့တန်ဖိုးကပိုပြီးတော့မြင့်တက်လာလိမ့်မယ်။ဟုတ်ကဲ့ဒီဘက်ကလောက်ပါပဲခင်ဗျ။ဆိုတော့ဒီကစားမတွေတန်ချင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုထင်မြင်မှုရှိလဲ? comment မှာပြောပေးခဲ့ပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ